ဗုဒ္ဓသာသနာတည်တံတိတ္တုတတ္တမောဗုဒ္ဓသာသနာတည်တံတိတ္တုတတ္တမောဗုဒ္ဓသာသနာတည်တံတိတ္တုတတ္တမောလေးစားရပါတော့ဒါနပိရတဓမ္မပိရတ သိုလ်ကောင်းမှုမြတ်ဓမ္မတို့နဲ့ဝိပျော်ကြတယ်။တရားချစ်ခင်သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ခင်ဗျာ။ဒီနေ့ချင်းခါသမယမြတ်လှစွာသောမင်္ဂလာအခါကာလကြီးမှာတတ္တမသဝနာအတိတုံလိုပါဆိုတဲ့နာယခဲလှတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားခွင့်ရတဲ့မင်္ဂလာအခါသမယကြီးဖြစ်ပါလေ။ဒါကြောင့်ပရိသမဇင်ညမှာရှင်လို့ ာသနာတော်ကြီးနဲ့ဤကဲ့သို့ကြုံတွေ့ရတဲ့အခါကာလလေးမှာနာရခဲ့တဲ့မြတ်ဓမ္မတို့ကိုငါယူမှတ်သားကြလို့မိမိရဲ့ဘဝအလှကိုနှလုံးသားမှာအလှဆင်နိုင်ကြစေဖို့အတွက်လေးလေးစားစားဂရုကာရဝတက္ကစတရားများနဲ့တရားများကြွရောက်ဖို့ရန်ဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင် လေးစားရပါတယ်။တရားချစ်ခင်သူတော်စင်ဓမ္မတန်ဘောကဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းလို့ခင်ဗျာ။ဒီနေ့လောကမှာဆင်းရဲသားကတရားစကားပြောလာရင်ပတ်ဝန်းကျင်ကလူနေခြုံကြစိတ်နေပုံပြဆိုပြီးကဲ့ရဲ့တက်ကြတယ်။အဲ့ဒီလူနေခြုံကြစိတ်နေပုံပြလူကပတ်ဝန်းကျင်ကိုဒုက္ခမပေးပါဘူး။လူနေပုံပြ ိတ်နေခြုံရှားသမားတွေကပတ်ဝန်းကျင်ကိုအကြီးအကျယ်ဒုက္ခပေးတတ်ပါလေ။ဒါကြောင့်လူနေခြုံရှားစိတ်နေပုံပြားဒီလူလူစားကိုတာဒုတာဒုတာဒုလို့ခေါ်လိုက်ပါ။လူနေပုံပြားစိတ်နေခြုံရှားသမားကို အာမကူပါနဲ့။ကြားစိုးထက်ဆိုးတယ်ဆိုတာမှတ်ထားပြီးအတိတ်တရားနဲ့တတိထားကရှောင်ရှားပါ။ သူ့မှာမကောင်းတာလုပ်ဖို့အတွက်စွမ်းရည်အပြည့်အစုံရှိနေပါလေတရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီကနေ့ချိန်ခါသမယကံသမားနဲ့ညံသမားတို့ရဲ့ဘဝနှိုင်းရှင်ပြရရဲ့ကာမတက္ကရညံလောက်နဲ့တန်တရားလမ်းလျှောက်နေတယ်ဒုက္ခတိခုနဌာနအမှန်ရောက်ပြီပဲစခန်းမဆုံးလမ်းမဆုံးလို့ခန္ဓာ၅ပါးရပြီးအိုနာတိနဲ့နဗန်းလုံးနေရဥပမာပါတရားချစ်ခင်သူတော်စင် သစ္စာအနုလောမဉာဏ်မှတဆင့်ပုထုဇဉ်အတိဘာမှမရှိတော့တဲ့ကုတ္တဘူဉာဏ်ပေါက်အောင်ဘဝတန်တရားမှာဉာဏ်လန်းကလျှောက်တတ်ရင်တန်တရားခီးဆုံးမဲ့နိဗ္ဗာန်နဲ့အနည်းဆုံးခီးကို ရောက်နေပြီဖြစ်ပါလေတရားချစ်ခင်ပြုတော်စဉ်ဒါကြောင့်တန်တရားခီးကိုကံတမားကပတ်လန်းကလျှောက်တယ်ဉာဏ်သမားကတော့ဖြတ်လန်းကလျှောက်ပါလေတရားချစ်ခင်ပြုတော်စဉ်ဤတို့ဤနေ တံဝေကအဖျားဖျားရစေရပြားဖြစ်တယ်ဒတနာတံပရာနီးအဖျားဖျားနဲ့အများတသိန်းကို တရားအလင်းပြမယ်မန္တလမာလဓမ္မတွင်တို့နှလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်ပါမည်အကြောင်းလီလီစားစားကာရဝတရားနှင့်ဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်ဒီကနေ့လောကကြီးဟာအတွင်သရံတွေတိုးတက်ပြီးအမြင့်မှန်တွေကျွပြနေတဲ့ လောကကြီးကလောဘကြီးအောင်လုပ်နေပါလေလောဘကြီးရင်ဘုရားရှင်ကလောဘောစဝိနာတမှုလန်းနဲ့ပြည့်စည်ရခြင်းရဲ့မူလအကြောင်းရင်းတရခါဟာလောဘပဲဟုဘုရားဟောပါလေဒီလောဘကြောင့်သီလပြတ်တယ်ဒီလောဘကြောင့်ဒီယာဒီတွေပြည့်ရတယ်ဒီလောဘကြောင့်ဒီလောကပြည့်ရတာပါဒါကြောင့်ဒီကနေ့အများပြောနေတဲ့ ကဘာကြီးပူနွေးလာရတဲ့အကြောင်းကိုမှတ်ဆရာဆရာကျမ်းကကြည်ရင်ဒသနတံ္ဗရာအတိမြင်ကတော့လောဘဒေါသမောဟတရားတွေစုပွက်ကမူဆိုးလာလို့ကဘာကြီးကလည်းမူပြက်ကအပူကိုးတွေထွက်လာရခြင်းမှာတရားချစ်ခင်ကြောစဉ်အဲ့ဒါတရားခံဘသူလဲဆိုတော့လောဘပါပဲအဲ့ဒီလောဘတရားဟာပြိမ့်မိဖို့ခက်တယ်လို့လောကသားများကလည်း အစိမ့်မိလို့အသက်တူနေကြပါလေတနာစရာကောင်းလာတဲ့လောကသားတွေဟာမောဟဆိုတဲ့တရားကြောင့်မကောင်းတာကိုအကောင်းထင်ကောင်းတာကိုတော့မကောင်းထင် ပုထုဇဉ်အမြင်တွေဟာဒီကနေ့စာဝတ်နေရေးအတွက်နေမအားညာမအားလှုပ်ရှားနေရတယ်အလုတ်တွေကနေမအားညာမအား စားနေရတာကအစိတ်တွေသာများပါလေ။တွားနေကြတာကအဟိတ်ပြေကိုပါ။ဒါကြောင့်ဒီနေ့ပုထုဇဉ်တဘာဝအယောင်အဆင်းရှိတဲ့အစားအစာကိုဓာတုပစ္စည်းများနဲ့အယောင်ချုပ်ပါစားနေကြတာကအစိတ်ကိုစားနေခြင်းပါပဲ။အယောင်မရှိတဲ့အစားအစာကိုအယောင်ဆိုးပြီးစားတာကလည်းပဲအစိတ်ဖြစ်အောင်အစိတ်တွေကိုစားနေကြတာပါ။ဒါကြောင့် တရားနဲ့ချွတ်လဲအများပဲဇွဆွဲနေတာကြောင့်အเจ้าမမှန်လို့အကျိုးမမှန်တယ်လို့ပိုးဖလန်လိုမိကိုတူကိုကျိုးနေဖို့အเจ้าဖန်နဲ့တရားခံကတော့ဘောဟာဆိုတဲ့အဝိဇ္ဇာပါပဲတရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီနေ့ချိန်ခါကာလတနာစရာကောင်းလာတဲ့ပုထုရှင်ဘဝဤကဲ့သို့အဝိဇ္ဇာတရားမောဟတရားတွေကြီးမားလာရခြင်းဘာကြောင့်လဲလို့ဆိုရင်ဖြင့်ပောက်ပင်ဘာကြောင့်ကဲရတယ် ပေါက်ပင်ကိုင်းတာဒိုင်းတာလို့ပါဂျိုင်းတာဘာလို့နားရလဲငါပေါ်လို့နားတာပါငါဘာလို့ပေါ်တာလဲကျွဲလူးလို့ပေါ်တာပါကျွဲကဘာကြောင့်လူးတာလဲဖြုတ်ကြိုက်လို့လူးရတာပါဖြုတ်ကဘာလို့ကြိုက်တာလဲမိုးရွာလို့ပါမိုးကဘာလို့ရွာတာလဲဖားအော်တာကြားလို့မိုးရွာတာပါဖားကဘာလို့အော်တာလဲငွေကြိုက်လို့ဖားအော်ရတာပါငွေကဘာလို့ကြိုက်တာလဲအစာစားလို့ မွေးကကဲ့ရခြင်းပါအစာကဘာလို့စားတာလဲခန္ဓာရှိလို့အစာစားတာပါအဲ့ဒီခန္ဓာကဘာလို့ရှိတာလဲတမှုရိယသစ္စာကြောင့်ပါအဲ့ဒီတမှုရိယသစ္စာဘာလို့ဖြစ်တာလဲအဝိဇ္ဇာနဲ့တဏှာမူလနှဖျားကြောင့်ပါအဲ့ဒီမူလနှဖျားအကြောင်းမြင်နိုင်ပောက်ပင်ကိုင်းတာဟာတကယ်တော့ကံမျက်စိကကြည့်ရင်ဒိုင်းနာလို့ကိုင်းတာလို့ဖြစ်ပါလေညာမျက်စိကကြည့်မယ်ဆိုရင်ဖြင့် ပေါက်ပင်ကိုင်းတာအဝိဇ္ဇာနဲ့တဏှာကြောင့်ပါလို့မြင်ပါတယ်။ဒါကြောင့်ကံမြညာမြင်ဒွါရနိတိတရှိကြစေဖို့ဒီကနေ့မန္တလမာလဓမ္မသဘင်မှာသာသနာ့စံပြထေရှင်ကတရားမိမောင်းထုတ်ပြမယ်ဓမ္မသဘင်တို့နှလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်ပါမိအကြောင်းလီလီစားစားကာရဝတရားဖိကြအပ်ပါတယ်တရားချစ်ခင်သူတော်စဉ်

कुछ